ိုပန်ခရိုင်နန်းတင်မြို့မှာမြေရောက်ဥမင်လှိုင်ကောင်းတူပြီးရွှေခိုးယူသူကို UWSA ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့လာရှုမြို့အခြေစား UWSA ပြင်ပဆက်ဆံရေးတောင်ခံဦးညီရန်ကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။စက်တင်ဘာလ28ရက်နေ့မနက်စောပိုင်းချိန်ကဟိုပန်ခရိုင်နန်းတင်မြို့မှာ ရှိတဲ့ရွှေဆိုင်မှာခိုးမှုကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်းတန်လျာရှိသူတွေဟာရွှေဆိုင်ကို ရေမြောင်းဖောက်ပြီးဥမေလှိုင်ကောင်တူကခိုးမှုကျူးလွန်မှုအတွက်ဆိုင်တင်းဝင်ရောက်ခဲ့တာဖြစ်ကြောင်းဥညိရံကရေးသားထားပါတယ်။ပြည်စံနဲ့ပတ်သက်ပြီးဟိုဘန်မြို့တရားစီရင်ရေးကော်မတီရဲ့ကုကဲမှုအောက်မှာရှိတဲ့ရေတပ်ဖွဲ့ဝင်အများအပြားကတန်လျာရှိသူတွေနဲ့၎င်းတို့ပုံအောင်နေနိုင်တဲ့နေရာတွေကိုအမြန်ရှာဖွေဖို့ခင်မီစုံစမ်းစစ်ဆေးရေးနည်းပညာတွေကိုအသုံးပြုခဲ့ကြောင်းအဆိုပါမှုမှာတန်လျာရှိသူကိုအောင်အောင်မြင်မြင်ဖမ်းဆီးနိုင်ခဲ့ပြီးခိုးယူတော်တဲ့ ရွှေလက်ဝတ်ယရနာအများစုကို၎င်းတို့ပေါ်နေနိုင်တဲ့နေရာကနေပြန်လည်တင်းစီခဲ့ကြအောင်ဆစ်ဆင်းမြင့်မြတ်မှုအတွင်တန်တရားရှိသူကပြစ်မှုကျူးလွန်ကြောင်းဝေခံခဲ့ပြီးခိုးယူခဲ့တဲ့ရွှေတဲ့လက်ဝတ်ယရနာတချို့ကိုရောင်းချခဲ့တယ်လို့ဦးညံကရေးသားဖော်ပြထားပါတယ်။